အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ Anzo Marska ရဲ့ Chelsea ကလည်းဇာအောက်ဆုံးက Wolverhampton ကိုအိမ်ကွင်းမှာဒုတိယပိုင်းတွင်းနဲ့ Twin Goal တွေနဲ့ဂိုးပြတ်နိုင်ပွဲရပြီးဇာအထိပ်ရဲ့ဒုတိယနေရာကိုရောက်ရှိလာပြီဖြစ်တယ်ဆိုတော့ဒီနေ့ပွဲမှာ Chelsea ကစားပုံပေါ်လေအထူးသဖြင့်ပထမပိုင်းကစားပုံမှာတော်တော်လေး အားနည်းမှုတွေလိုအပ်ချက်တွေရှိတယ်။ဒါပေမဲ့အဖွင့်ကိုရပြီးခဲ့တဲ့အချိန်ကစပြီးတော့ Chelsea အသင်းက completely different game ဖြစ်ပြီးတော့အဲ့နောက်ပိုင်းမှာ twin goal တွေဇက်တိုက် twin ရတယ်။အထူးဖြင့်နီးပြားရဲ့လူစားလဲမှန်ကန်မှုတွေလဲမှန်လို့ဒါပထမပိုင်းတုန်းကဆိုရင်ဒါသူတို့ကဒါ Malugusto ရဲ့ Fofana ရဲ့ Chaluba နဲ့ Cucurella ကွင်းလေက Kaiseru နဲ့ Anzo ကိုထားပြီးတော့မှ Joao Petro နဲ့ဒါတစ်ဖက်က ဒီလင်းဒီလက်ကိုဒီခါနာချိုနဲ့နတ်တူနဲ့ထားတယ်ဆိုဒီနေရာမှာ ဒီ job petrol 10 room မှာထားတာတဆာရဲ့ strong တိုက်စီမှုကပိုလို့ဖြစ်လို့ဒီလက်လေဒီနေ့ပွဲ struggle ဖြစ်တယ်။ Wolf ကတော့5 5 3 2 formation ကိုပဲကစားသွားခဲ့တယ်။ခန်းစစ်ကိုအဓိကထားပြီးတော့သူတို့တံပြန်ကောင်းတာဟစ်ဖို့ကြိုးစားပေမဲ့ Chelsea ကိုအထီးအချောက်ဘာမှမလုပ်ပြနိုင်ဘူး။ Chelsea ကပထမပိုင်းမှာဒါဒီပြိုင်ဘက် area ထဲမှာချင်းချောက်နိုင်မဲ့ချအစောပိုင်း minute တွေမှာတော့မဆိုးဘူးဗျ။စောပိုင်း minute လေးတွေမှာချင်းချောက်မှုတွေရှိပေမဲ့ပထမပိုင်း7 minute 15 minute လောက်နောက်ပိုင်းမှာ

်ခါနာချိုတော်တော်လေးကောင်းတယ်လို့ပြောရမယ်အဲ့ဘဲတောင်းမှာ तू ဒေါ့ရှော့ threat ပထမပိုင်းက तू အဲ့လောက်ထိ enjoy မဖြစ်ဘူးဒါပေမဲ့ तू အစောပိုင်း chance တွေကို तू create လုပ်တယ်ဒုတိယပိုင်းမှာတော်တော်လေး तू ဒီအဲ့ဘဲတောင်းမှာကောင်းကောင်းကစားနိုင်တယ်အဲ့ဒေါ့ရှော့တစ်ချောက်လုံးကိုဒေါ့ရှော့ pressure ပေးပြီးနဲ့စပြီးတော့ဒီ Wolverhampton ခန်းစစ်စပြူရင်းနဲ့52မိနစ်မှာ Alejandro Garnacho ရဲ့ တကယ် quality cross ကို Malugusto ကောင်းတိုက်ပြီးပထမကိုသွင်းတယ်။အိုက်ကနေမှဆင် Lin Dilas Lin Dilas ကိုထုတ်ပြီးတဲ့အချိန်မှာ Astaver ဝင်လာတယ်။သူဝင်လာလို့ဝင်ဝင်ချင်းပဲချက်ချင်းပဲ impact ပေါ့လေ။တကယ်တော့အိုက် Astaver ကဒီနေ့ပွဲမှာအဖန်တီးမှုအစစ်ရသင့်တာပေါ့လေ။ cancel ကျွန်တော်သူဝင်လာပြီးတဲ့အချိန်မှာသူ့ရဲ့ cross က slight defect ဖြစ်တယ်။အိုက်ကနေမှဆင်ဒါဘယ်လိုပြောမလဲဒီဂျောက်ဖက်ထူကန်သွင်းသွားတယ်ဂျောက်ဖက်ထူကလည်းတကယ်တော့တမျိုးပြ ူတယောက်တည်းဥဆောင်နေတဲ့အချိန်မှာဂိုးမရဘူးဒီလင်တိလက်ပြန်လာပြီးအချိန်မှာသူတောက်လျှောက်ဂိုးရတာအခုဒါနဲ့ဆိုနှစ်ပွဲဆက်ဒါသူဂိုးတွေဇက်တိုက်ပြန်ရပြီးတော့အိုက်ကနေမှတဆင့်ဘယ်လိုပြောမလဲဆိုတော့အဲ့ဂျောပက်ထရာလေကျွန်တော်ခုနပြောလို့ပေါ့လေတောက်လျှောက်ဂိုးပေါက်ပျောက်တယ်သူဆက်ဆက်ချင်းမှာသူဂိုးတွေတောက်လျှောက်သွင်းတယ်အဲ့မှာသွင်းပြီးတော့ဒါလင်တိလက်ရှိတဲ့အချိန်မှာဂိုးသွင်းတယ် ်လင်ဒီလက်မရှိတဲ့အချိန်မှာသူတောက်လျှောက်ဂိုးပေါက်ပြောက်တယ်အခုဂိုးပြန်သွင်းတာဇက်တိုက်ပဲအဲ့မှာဂျွာဘတ်ထိုရဲ့ဒုတိယဂိုးသွင်းတယ်အဲ့မှာလုံးဝ completely different နောက်တတိယဂိုးကအာလဟန်ဒိုခါနာချူဘယ်တော့မှမဆွဲထွက်ပြေးသွားအောင်တော်တော်ကောင်းတယ်ဗျာခါနာချူကျွန်တော်ကြိုက်တဲ့အချက်ကဘာလဲဆိုတော့ तू ကပို့အရန် direct ဖြစ်တယ်ဗျာသူ့ကိုကြည့်လို့ရှိရင်ဘယ်လိုပြောမလဲဟို အထဲကိုပြန်ပြီးဝင်လာပြီးတော့ကန်နာတွေမရှိမှုရှိတယ်ဒါပေမဲ့တခြားကစားသမားတွေကဥမာလိမ်မယ်ခောက်မယ်ပြန်လှည့်မယ်ပြန်သွားမယ်ပြန်တွဲမယ်ဆိုတာထက် तू ကပို့ပြီးတော့ဓာတ်လိုက်ကြတယ်အဲ့ဓာတ်လိုက်ကြတာကချက်စီတော့အားသာချက်ဒါကြောင့်လည်းနီးပြားကဟိုဘက်ကဘက်ထရူကတူးချင်းကြော်ဖြတ်မှုတွေလုံးလုံးမယ်လိုအပ်ရင် cross ထောင်းထောင်းမယ်ဂန္ဓာချူကဓာတ်လိုက်ပို့ကြတယ်ဒါပေမဲ့ तू cross ထောင်းထောင်းမယ်မကြောက်ရင်ဓာတ်ကြမယ်ဒီနေ့ तू ရဲ့ဖန်တီးမှုကနေဖက်ဒရိုနက်တိုတကူးသွင်းတယ်ပုံမှန်အဖြစ်ဂန္ဓာချူဒီ ဒီပိသက်တွေနဲ့အတူဒီဘုတ်ပေါ်မှာထိုင်ပြီး celebrate လုပ်လို့ရှိရင်နိုင်မွေးမရတာတပွဲမှမနိုင်သေးဘူးဒါပေမဲ့ဒီနေ့ကတော့နောက်ဆုံးမှာအဆုံးသတ်ပါလို့သူရဲ့ဒီ man of the match performance နဲ့နှစ်ခုဖန်တီးပြီးတဲ့အချိန်မှာ Chelsea 3-0 up ဒီပွဲမှာ Chelsea အသင်းတွေနဲ့ဒီပွဲကတကယ်ကိုလိုအပ်တယ်ဗျဒါအတိုင်းအတာတူဒီ reaching ကိုသူတို့တော်တော်လေးနားထားတယ်နောက်ပိုင်းမှာသူဝင်လာတယ်အပြောင်းလဲလေးတချို့လုပ်တယ်ဆိုတော့ တိုက်စစ်မှုနှစ်ယောက်ပေါ့လေနံပါတ်10ရိုးအတွက်ကခိုးဖားမမပိုင်လိုအပ်ချက်တွေတော့ရှိသေးတယ်။ဘာကြောင့်လဲဆိုခိုးဖားမရဲ့ creative ဘိုင်း job battle ကနောက်ကိုဆင်းဆင်းပြီးတွဲလာရှိပေမဲ့ Leon Dillard နဲ့တိတ်ပြီးတော့အဆင်မပြေသေးဘူး။ဆိုတော့အဲ့တိုက်စစ်ပိုင်းလေးနည်းနည်းအားနေပေမဲ့ဒါမဲ့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဘာမှပြောစရာမရှိဘူး။ဘာလို့ Wolverhampton Chelsea ခံစားဘာမှမလုပ်နိုင်တာ။ Chelsea ခံစားကတည်ငြိမ်နေ AC ပဲ။ဒါသူတို့ အရင်ကြီး strong ဖြစ်တာမဟုတ်သေးတဲ့အောင်ပြိုင်ဘက်ကသူတို့ကိုဘာမှကိုလုတ်ပြနိုင်တဲ့အခြေအနေမျိုးရှိ total shot target တလုံးမှမရှိဘူး Chelsea AACC ထိန်းချုပ်သွားတယ်ဒါ Joao Bertu ခြေစွမ်းပြလို့ Alejandro Garnacho ဒါသူ့ရဲ့ Chelsea သားမဘွား Chelsea အသင်းကိုသူရောက်လာပြီးတဲ့အချိန်မှာသူ့ရဲ့ဒါဂိုးပါဝင်ပတ်သက်မှုပေါ့လေဒါ Alejandro Garnacho ရဲ့ဂိုးပါဝင်ပတ်သက်မှုကတော့တော်တော်လေးတော့ကောင်းတယ်လို့ပြောရတယ်သူကအခုလက်ရှိနေထားရတဲ့ဒီ Chelsea ကိုရောက်လာပြီးတဲ့အချိန်မှာ ဒါဒီနေ့ပွဲမှာဆိုရင်ဒါ big chance create create chance 3ချိန် create လုပ်တယ် big chance create 2ချိန်လုပ်ပြီးတော့ assist 2ခု2ခုတွင်းပြီးတော့2ချိန်ဖန်တီးပြီးတော့ဒါအခုလောလောဆယ် Chelsea အသင်းအတွက်၄ပွဲမှာ ဒါလေးကိုပါဝင်ပတ်သက်တဲ့လေးကို twin ကိုနဲ့ဖန်တီးမှုလေးကိုပါဝင်ပတ်သက်ပြီးတော့ဒီနေ့ပွဲမှာတော့ Chelsea ရဲ့အကောင်းဆုံးကစားမဖြစ်တဲ့ Wolverhampton ကိုနိုင်လိုက်တဲ့အတွက်ကြောင့် Chelsea ကအဲ့နိုင်ပွဲနဲ့အတူဒါအမပေးစရာမှာအခုဆိုရင်လက်ရှိမှာရမတ်ရမတ်20ရသွားတယ်ရမတ်20ဆိုတော့ဇာတ်ထိပ်က Arsenal နဲ့6မှတ်အကွာပေါ့လေကျွန်တော် Super Sunday မှာ Manchester City နဲ့ Sunderland တို့နောက်အောက်ကလီဗာပူးတို့ sorry စန္ဒလန်အဖြစ်လီဗာပူးတို့ပွဲကိုကြည့်ပြီးတော့အချိန်မှာသူ့အနေနဲ့ဒါ AC Top 4ထဲမှာ ာဆက်ရှိနိုင်တယ်ဒါ Chelsea အသင်းနဲ့ Anzo Mars ကတော့တကယ့်ကိုအရေးပါတဲ့ match win game ပေါ့လေဆိုတော့သူတို့ပြီးခဲ့တဲ့တစ်ပတ် Premier League ဒုံကဒါသူတို့နိုင်ပွဲ Tottenham Hotspur ကိုနိုင်ပြီးတဲ့အချိန်မှာ back to back Premier League နှစ်ပွဲနိုင်ပွဲရပြီးတော့ဒါအဖိုးတန်သုံးမှတ်ကို Wolf ကိုအင်္ဂွဲမှာဂိုးပြတ်နိုင်ပြီးတော့ဒါ Anzo Mars ကရဲ့အဆင့် Premier League မှာနိုင်ပွဲဆက်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်